ဖေဆန်ရှင်းမှာမူမန်းတယောက်တတိနာမည်လားခေါ်နေကြည့်ရှင်းလိုက်ကွာစိုက်ဝတ်တန်းလေးကစိုက်ရှိမှာမူရဲ့အော်ဟစ်ချင်းမပြည့်ရန်တွားရောက်ပြောဆိုခဲ့ပေမဲ့အရမူးသမားကြီးကတော့စိုက်ရှင်းတတိရဲ့နာမည်ကိုသာတကြောကြောအော်လို့နေပါလေမမောင်လွေဖေမမောင်လွေဒီမမင်းဖေရောက်နေတယ်လေကွာဟဲလူခင်ဗျားကိုကျွန်တော်အေးဆေးပြောနေရမရဘူးလားပြောမြန်ခင်ဗျားနာမယ်နော်တွားအခုထွက်သွားတော့ခင်ဗျား ဆိုင်ရှိရာစူးစူးညံ့ညံ့အတန်များကြောင့်ဥမမောင်းလင်းထိုင်ရာကမထပဲနားဆွင့်လို့နေလိုက်ပါတယ်။ဖေရငါမင်းတို့တည်းအဖေကွာဖုန်းခွေးဆိုတာငါပဲသွားမင်းတို့တည်းသွားခေါ်လိုက်ဖခင်ဖြစ်သူရဲ့အတန်ကိုကောင်းကောင်းမှတ်မိနေပေမဲ့အမှုသမားကြီးဟာသူ့အဖေဖြစ်တယ်ဆိုတာကိုတပည့်များမသိစေလိုတာကြောင့်ဥမမောင်းလင်းဟာဆိုင်ရှိကိုထွက်မလာပဲမသိဟန်ဆောင်ကနေလိုက်ပါတယ်။ ဆရာဆန်ရှိမှာငါတောင်းချင်နေတဲ့ရတမားဆရာအဖေလိုပြောနေရနော်ဟေးအောင်နေမင်းတို့ကလည်းကွာအမှုသမားစကားကိုယုံစရာလားကွာဟေးရော့မြင်မြန်ပြန်သွားအောင်ဘတ်ဆက်တောင်းသွားပေးလိုက်ဆန်ရှိမှာလာပြီးအော်ဟစ်နေရစက်တီတုံးနေအေးပြီးတော့ပြောလိုက်အောင်နောက်ဘယ်တော့မှလာမရှုံးနဲ့လို့ပြောလိုက်ကြလားဆိုင်လုံးတမားလေးဟာဥပိုလ်ခွေးကိုပတ်စံတတောင်းသွားပေးလိုက်ပါတယ်။ရော့ဦးလေးကျုပ်တို့တထေးကခမည်းတော်ပတ်စံတတောင်းတနာလို့ပေးလိုက်ပြီနော်။ ောက်ဘယ်တော့မှလာမရှုပ်နဲ့ရော့ပတ်ဆက်ယူပြီးခင်ဗျားကူသွားတော့ဘာဘာပြောတယ်ကွာတော့ကူဘယ်တော့မှလာမရှုပ်နဲ့ဟုတ်လားဟဲ့ရော့မင်းပတ်ဆက်တော့မင်းတို့ကဖုံးပြပြလိုက်ဥပုပ်ခွေကပက်စလန်တောင်းတံကိုလုံးချေပြီးအလုတ်တမားလေးကိုပစ်ပေါက်လိုက်ပါတယ်။ဟဲ့မောင်မောင်လေးဟင်းမင်းတထဲတမဖြစ်နေပြီဆိုတော့ဘဝမေ့သွားပြီပေါ့ ဟုတ်လားဧကအော်ဟဲ့ဆူညံနေတဲ့ဥဖိုးခွေးကိုပြောမရတဲ့အဆုံးမှာတော့စိုင်းဝင်တဲ့တချို့ကဝိုင်းပြီးထိုးချိတ်ခါဆွဲထုတ်လိုက်ကြပါတော့တယ်ခင်ဗျာရောဘာလို့ငါ့ကိုဆွဲလာလဲတော်တော်လေးမိဆမ်းမြမိဆမ်းမြ ဟင်ကိုဖိုးခွေရှင်ဘသူနဲ့ရင်ဖြစ်လာရလေဘယ်သူနဲ့မှရင်မဖြစ်ပါဘူးကွာရှင်ဖြစ်ပဲနဲ့မြားရှင်မျက်နာဘာလို့ဖူးရောင်းနေရတာလဲတော့အဲ့အဲ့မင်းသားဆိုင်ကကုန်လေငေါ့ဟူဝိုင်းထိုးလိုက်ကြတာကွာမင်းသားတိတ်ရစက်တယ်တိတ်ရစက်တယ်ကွာအိမ်ဝါကိုရောက်တယ်ဆိုရင်ပဲဥဖိုခွေ ဘိုင်းကလေးလေးကြလို့သွားပါတော့တယ်။ဒေါ်ဆန်းပြလည်းဥဖိုးခွေးကို ထူမပေးလိုက်ရင်ကစိတ်ပကောင်းကြီးစွာဖြစ်လို့သွားပါတယ်။မိဆန်းမြငါငါသားလေးကိုလွမ်းလို့သူ့စီသွားတာ။သူကငါ့ကိုထွက်မထွက်ဘူးကွာ။ဥဖိုးခွေးရဲ့ရှင်သားသူ့ဆိုင်မှာမရှိလို့ဖြစ်မှာပေါ့တော့။ရှိတယ်ရှိတယ်။တမင်သက်သက်ထွက်မတွေ့တာ။ မိသားသူ့တပည့်တွေကိုပတ်စံတောင်းပေးခိုင်းပြီးတော့နောက်ဘတော်မှလာမလျှောက်ပါနဲ့လို့ပြောခိုင်းလိုက်တယ်ကွာမိဆံမြငါသားကူးလို့တော့တော့ကအယံဝမ်းနေတဲ့မိဆံမြအေးငါအယံဝမ်းနေတယ်ငါအခုချိန်မှာအလုတ်နဲ့မဲ့အယက်သမားဖြစ်နေပြီမဲ့ဒီချိန်တော့ငါမင်းတို့သားအမိကို ကုန်ထမ်းပြီးတော့ငါကျွေးခဲ့တာပါကွာ ငါပခုံးပေါ်မှာအတ္တမတက်တဲ့ဒီငါခါရီဆောင်းသွားတဲ့ဒီငါရှာကျွေးခဲ့တာပါဝါဘဝနဲ့ကပုတ်ကိုရှင်နူကျုပ်ရင်ထဲမှာမချိဘူးတော့တပ်စုတမိုက်ဒီငါနဲ့တွေ့မယ်ငါနဲ့တွေ့မယ် မမောင်လွင်ဟဲ့မမောင်လွင်ဖက်ခဲစမ်းဆိုင်ရှိမှာဒေါသတကြီးအော်ခေါ်နေတဲ့မိခင်ဖြစ်သူရဲ့အတန်းကြောင့်ကိုမမောင်လွင်အလောတကြီးပြေးထွက်လို့သွားပါတယ်ဟာမေလာလာအင်းနေကိုလိုက်ခင်နော်အင်းနေမှာအေးစီစကားပြောကြမယ်ငါနင်းနဲ့အေးစီစကားပြောဖို့လာတာမဟုတ်ဘူးမမောင်လွင်တူတူပြောပါမေသားဆိုင်ရာဝန်ထမ်းတွေရှင်မှာသားကိုဂုံတိတ်ခါကြအောင်မလုပ်ဆမ်းပါနဲ့သားတောင်းမှမှာတယ်ဘာပြောလဲဂုံတိတ်ခါဟုတ်လားအဖေအရင်ခောက်ခောက်ကို ဆိုင်ဝင်နှန်းတွေကိုဝိုင်းရိုက်ခိုင်းနေနင့်လိုကောင်မျိုးမှာဂုံတိတ်ခါဆိုတာရှိသေးလို့လားဟဲ့ဒေါ်ဆန်းမြရဲ့အော်ဟစ်စူပူတန်များကြောင့်ဆိုင်ဝင်တန်းမြနဲ့ဈေးဝယ်များရဲ့မျက်လုံးများအားလုံးဟာကိုမောင်မောင်လင်းထံကိုရောက်လို့သွားကြပါတော့တယ်ကိုမောင်မောင်လင်းလည်းရှက်စိတ်နဲ့ထူပူသွားတာကြောင့်မိခင်ဖြစ်သူရဲ့ပါဇက်ကိုအတင်းပိတ်ခါအိမ်ထဲကိုစွဲခေါ်လို့သွားပါတော့တယ်ဟာအမေတို့နဲ့ခတ်တယ်ဗျာထိတ်ခနဲရှိ အော်မယ်ဆဲမယ်အချက်ခွဲမယ်ဒါပဲတည်ရဲ့ဟဲ့အချက်ခွဲမှကြောက်ရင် ရှက်မကွဲအောင်နေလေကျွန်တော်ဘာလုပ်မိလို့လဲဘာလုပ်မိလို့လဲဟုတ်လားနင့်အဖေကိုပတ်စံတထောင်ပေးပြီနောင်ဘယ်တော့မှလာမရှုပ်နဲ့လို့နင်ပြောခိုင်းလိုက်တာဆိုနင်လူမဟုတ်ရဲ့လားအမေဒီနေရာကလူတွေအားလုံးကတားကိုရိုသေလေးစားပြီးတော့အထင်ကြီးဆက်ဆံနေကြတာတားဘီဆိုတဲ့လူကပဆိုးခွင်းတိုင်းပြီးတော့ဆိုင်ရှင်းမှာမူယူအော်ဟစ်နေတာတားဘယ်လောက်ရှက်ရလဲအမေကိုချင်းစာကြည့်စမ်းပါကိုချင်းစာအမေဟုတ်လားဒါဆိုနင့် ခါဆောင်တဲ့အထိကုန်ထမ်းပြီးတွေးမွေးလာတယ်။ဖိတ်အီတယောက်ရဲ့ခန်းစားချက်ကိုမင်းကိုရေးစားကြည့်လေမင်းကိုရေးစားကြည့်ဒီမမေအစင်တန်းမရှိတဲ့အတိုင်းဝိုင်းတွေကလွတ်မြောက်အောင်လို့ကိုနီးကိုဟန်နဲ့ကျွန်တော်ချိုးစားပြီးကျွန်တော်ဘောင်မြန်မာလာအောင်တိဆောက်ခဲ့တယ်။ကိုသားလေးမြင့်မြင့်မမရက်တည်နေတာကိုအမေတို့မဖြတ်စည်းချင်ကြစမ်းပါနဲ့ပြောပြောဆိုဆိုနဲ့ကိုမပေါင်းလေးဟာအန်ဇွဲတွေကပတ်စံများကိုထုတ်ပြီးမိခင်ဖြစ်သူကိုကမ်းပေးလိုက်ပါလေ။ရော့မေဒီမှာတင်းတရား ဒီပက်ဆက်တွေကိုယူသွားပြီးတော့ကျွန်တော်နဲ့ဝင်ဝင်มาတွားနေကြပါကျွန်တော်စီကိုလည်းနောက်ထပ်ဘယ်တော့မှမလာကြပါနဲ့ဗျာကိုဘောဘောလေးရဲ့စကားဆုံးမှာတော့ဇပွဲပေါ်မှာခြားထားတဲ့ပက်ဆက်များကိုကြည့်ပြီးဒေါ်ဆန်းမြငိတ်တက်လို့တွားပါတယ်အဲဒီနောက်သားဖြစ်သူရဲ့မျက်နာကိုစစ်စစ်ကြည့်ရင်းရဲ့ရည်ရာစီးကြလို့လာပါတယ်မိကအမေတို့မလာစီခြင်းမှုစွေလေအမေတို့ ตาสิเปโดรมามาลาโรบาอุกวยสิจาเมียวตีทวายเนาะเมียวอัจฉมจาโรบาอัจฉมจาโอเคอมีตัวเมတော်ဆန်းမြဟာမျက်ရည်စာများကိုတုတ်ခါအိမ်ထဲကထွက်လို့သွားပါတယ် ကိုမမော်လင်ကတော့မိခင်ဖြစ်သူယူမသွားပဲထားခဲ့တဲ့ငွေသိန်းတရာကိုအန်ဆွဲတဲ့ကိုပြန်ထည့်လိုက်ပါတော့ရခင်ဗျာ